ကြည့်အားလုံးပဲကျွန်တော်တို့နိပြအာမုံရဲ့မှာအနာဂတ်ကိုအဆုံးဖြတ်ပေးမဲ့ပွဲသို့မဟုတ်မန်ချက်စတာယူနိုက်တက်နဲ့စတန်လန်အသင်းတွေမှာပွဲစဉ်ပွဲကြိုသုံးသက်ချက်ပြုလုပ်ပေးသွားပါဦးမယ်ဗျာနော်အဲ့တော့ညီကတို့အနေနဲ့ကျွန်တော်ရဲ့မှာ Spotlight to Facebook page ကို Like and Follow မလို့အသင်းညီကိုများကျွန်တော်ရဲ့ page ကို Like and Follow လေးနဲ့ပြုလုပ်ပေးသွားပြီးတော့ Spotlight to YouTube Channel လေးကို Subscribe မလို့အသင်းညီကိုများကျွန်တော်ရဲ့မှာ Spotlight to YouTube Channel ကိုလည်း YouTube Channel လေးကိုလည်းပဲ Subscribe များပြုလုပ်ပြီးတော့ကျွန်တော်တို့ဘောလုံးပွဲသတင်းလေးကိုစောင့်မျှော်ရှုစားကြည့်ရှုကြပါဦးဗျာနော်အဲ့တော့ကျွန်တော်အနေနဲ့ တနင်္လာညမြန်မာစံတော်ချိန်၈နာရီခွဲချိန်မှာရှင်ပြိုင်ဆုံးသွားမယ်မန်ချက်စတာယူနိုက်တက်နဲ့ဆန်ဒါလန်အသင်းတွေမှာပွဲစဉ်သုံးသက်ချက်တော်တော်လေးပြုလုပ်ပေးပါဦးမယ်ဗျာနော်အဲ့တော့မန်ချက်စတာယူနိုက်တက်တို့အနေနဲ့သူတို့ရဲ့မှနီးပြဖြစ်တဲ့အာမိုရီရဲ့မှဒီပွဲစဉ်ကနောက်ဆုံးအဆုံးဖြတ်ပေးမဲ့ပွဲစဉ်လို့ပြောလို့ရတဲ့ပွဲစဉ်တစ်ပွဲပဲဖြစ်ပါတယ်ဘာဖြစ်လို့လဲနောက်လာမဲ့ပွဲစဉ်တွေကတော်တော်လေးပွဲချက်တွေနဲ့ရင်ဆိုင်ရတော့မယ်အနေထားလက်ရှိကတော့ အဲကျွန်တော်လောလောဆယ်ကြည့်ရှုရသလောက်ပွဲတွေထဲမှာတော့နောက်ထပ်9ပွဲလောက်နဲ့ယခုတပွဲပေါ့နော်6ပွဲလောက်အတွင်းမှာပဲဒီပွဲစဉ်ကပွဲအချောင်ဆုံးလို့ပြောလို့ရတယ်ပွဲစဉ်တပွဲနိပြအမွန်ရင်နေနဲ့ဒီပွဲမှာဘယ်လိုမဆိုနိုင်ပွဲကြက်လက်ရှာတွေ့ဖို့လိုအပ်နေတဲ့ပွဲစဉ်တပွဲပဲဖြစ်ပါတယ်အဲ့တော့ဒီဆန်နလန်တင်းကိုသာရှုံးနေသွားခဲ့မယ်ဆိုလို့ရှိရင်တော့နိပြအမွန်ရင်နေနဲ့တို့တို့မန်ချက်စတာယူနိုက်တက်ကနေထွက်ခွာသွားဖို့အလားအလာတွေကိုတော်တော်လေးကိုရှိနေခဲ့တာဖြစ်တဲ့အတွက်ဒီပွဲစဉ်ကို ကျွန်တော်အနေနဲ့ကတော့နိပြအမုံရဲ့မှာအဆုံးဖြတ်ပေးမဲ့ပွဲလို့ကျွန်တော်ကတော့ခေါင်းစဉ်တက်ပြီးတော့ပြောချင်ပါသေးတယ်ဗျာနော်ဟုတ်ပြီတော့စလိုက်ကြရအောင်တို့မန်ချက်စတာယူနိုက်တက်တို့အနေနဲ့ပြီးခဲ့တဲ့ကျွန်တော်တို့ပွဲစဉ်တုန်းက Bradford Thing ကိုကျွန်တော်တို့3-1 Real နဲ့အချက်တကွဲအကျိုးနဲ့ရှုံးနိမ့်ခဲ့ပြီးတဲ့အချိန်မှာပဲနိပြအမုံရဲ့မှာအနာဂတ်တွေကမတည်ချခဲ့သလိုအခုဆိုလို့ရှိရင်တော့အဲစနေနေ့ည၈နာရီခွဲချိန်မှာဆိုလို့ရှိရင်တော့ Sunderland Thing နဲ့အဖန်ပြန်လဲပြီးတော့ဆောက်သားရမှာဖြစ်ပါတယ်အဲ့တော့ Sunderland Thing နဲ့ဆောက်သားရမယ့်အချိန်မှာလည်းပဲတေချပေါ့နိုင်ပွဲရလက်စာတွေးဖို့တော့ အရေးတကြီးကိုလိုအပ်နေခဲ့တဲ့ပွဲစဉ်တစ်ပွဲဖြစ်တဲ့အတွက် Manchester United ကတော့တေချာပေါက်အနိုင်ရရှိဖို့တော့ကြိုးစားသွားပါလိမ့်မယ်ဗျာနော်အဲ့တော့ Manchester United တကွာတော့ဒီပွဲစဉ်မှာကတော့ဖြစ်နိုင်ရေကျွန်တော်တို့ခံမှန်းလိုက်တဲ့ကိုကျွန်တော်နေနဲ့နိုင်ငံလေးသုံးသပ်ရမယ်ဆိုလို့ရှိရင်တော့ကိုသမားဘေဟင်ဒရာနဲ့ပဲပွဲထွက်လာအောင်ပါပဲဗျာနော်ဘာဖြစ်လို့လဲကိုသမားတစ်ကိုတော့နီးပြအောင်မယ်အနေနဲ့ဘလို့မှကိုစမ်းသုံးရဲအောင်မှာတော့မဟုတ်တော့ဘူးလို့ထင်တယ်နောက်တန်းမှာကတော့ကျွန်တော်တို့တွေပုံမှန်မြင်တွေ့နေကြတဲ့အတိုင်းပဲအဒီလက်မကွမ်းရလို့ရှော့ အပြောင်းလဲလာရင်လည်းကျွန်တော်နည်းနည်းပေါ့နော်အများကြီးတော့ပြောင်းလဲဖို့မရှိဘူးပြန်လဲမှာဆိုရင်တော့ဒါလော့ဘရူနိုဥကာတေတူဂူတို့ပြန်လဲပွဲထွက်လာဖို့ရှိတယ်တိုက်စံမှာတော့အမူမူမတိရကွန်ညာနဲ့ဗဂျမင်ရှက်ကိုတို့ပွဲထွက်လာဖို့လည်းရှိနေခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့တစ်ချက်ပြန်လဲပြီးတော့သတိထားရမှာကမန်ချက်စတာယူနိုက်တက်ရဲ့မှာဘောအဖွဲ့ဝင်တွေကတော့နီးပြအာမိုရင်ကိုသူ့ရဲ့မှာပုံမှန်ကစားကွက်ဖြစ်တဲ့လေးနှစ်3 4နှစ်တဲ့ဆိုကစားကွက်ကိုပြောင်းလဲဖို့အတွက်ဖိအားပေးထားတယ်ဆိုတော့ကျွန်တော်တို့သတင်းတွေကလည်းတွေ့ရှိခဲ့ရတာဖြစ်တဲ့အတွက် ်နိပြအမွန်အနေနဲ့လာမယ့်ကျွန်တော်တို့ဆန္ဒလန်းနဲ့ပွဲစဉ်မှာအဲနိုင်ပွဲရလက်ရှာတွေ့ဖို့အတွက်အဲကျွန်တော်တို့ပရိသတ်တွေအများမြင်မြင်နေခဲ့တဲ့ကျွန်တော်တို့4ဘက်ပေါ့နော်၄ရောင်နောက်တန်းနဲ့ပဲပွဲထွက်လာမလားဒါမှမဟုတ်ရင်တော့ငါဒီပွဲရှုံးတဲ့အသင်းကနေထွက်လိုက်မယ်ကွာဆိုတဲ့အနေထားမျိုးနဲ့သူ့ရဲ့မှာယုံကြည်ချက် အတိုင်းပဲကျွန်တော်တို့3ဘက် system နဲ့ပွဲထွက်လာမလားကျွန်တော်အနေနဲ့တကယ်ကိုပဲပျော်လင့်စွာနဲ့တကယ်ကိုရင်ခုန်စွာနဲ့စောင့်ကြည့်ရမယ်နိပြအမော်ရဲ့မှာပွဲထွက်လူစင်းနဲ့အကစားကိုကျွန်တော်အနေနဲ့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ဗျာနော်အဲ့တော့နိပြအမော်ရဲ့အနေနဲ့ဒီပွဲစဉ်မှာက ူ့ရဲ့မှအကြိုက်ဆုံးဖြစ်တဲ့၃၄နှစ်တင်တဲ့ပွဲထွက်လာမလားဒါမှမဟုတ်ရင်တော့ Manchester United ပြိုင်သက်ဒီအာလွန်စောင့်မျှော်နေခဲ့ကြတဲ့ကျွန်တော်တို့၄၃၃ပေါ့နော်အဲ့၄ရောင်နောက်တန်းနဲ့ပွဲထွက်လာမလားကျွန်တော်တို့အနေနဲ့စောင့်ကြည့်ရမယ့်ပွဲစဉ်တစ်ပွဲပဲဖြစ်ပါတယ်အဲ့တော့လက်ရှိနေထားတော့ Manchester United တို့ရဲ့မှာရလက်တွေကတော့ကျွန်တော်မပြောပြလဲညီကတို့အားလုံးကတော့တီးပီးသားဖြစ်ပါလိမ့်မယ် Manchester United တို့ကရေကိုနောက်ဆုံး၅ပွဲမှာဆိုလို့ရှိရင်တော့၂ပွဲရှုံး၂ပွဲနိုင်နဲ့ကျွန်တော်တို့တပွဲတည်းရလက်ထောက်ပေါ်ခဲ့တာဖြစ်ပါတယ်အဲ့တော့ဒီရလက်ကတော်တော်ကြီးကိုအဆင်ပြေမနေခဲ့တဲ့အနေအထားမျို မန်ချက်စတာယူနိုက်တက်တို့အနေနဲ့လက်ရှိမှာတော့အဆင့်16အထိရောက်ရှိနေခဲ့တာဖြစ်ပါတယ်နောက်တစ်ဖက်မှာရှိတဲ့ဆာရလန်အသင်းကတော့ပွဲချောင်တယ်ဆိုပေမဲ့သွားပြီးတော့အထင်မသေးနေဘူးเนาะဆာရလန်အသင်းကကျွန်တော်တို့လက်ရှိပရီးမီးယားလီဂ်6ပွဲကစားပြီးမှကျွန်တော်တို့တပွဲသာရှုံးနေထားခဲ့တယ်เนาะသူရှုံးနေတဲ့အသင်းကလည်းကျွန်တော်တို့တူတူခြားခြားပဲကျွန်တော်တို့ဘန်လီအသင်းကိုပဲသွားရှုံးပြီးတော့ဂေကိုပဲကောင်းလာပါပြီဆိုတော့ကျွန်တော်နော်တီယန်ဖော်ရက်တို့ကိုနိုင်ထားတယ်အက်စတရမီလာတို့ကိုတည်ကြထားတယ်ခရစ်စတယ်ဘဲလီကိုတည်ကြထားတယ်မန်ချက်စတာယူနိုက်တက်ကို3-0သွင်းထားတဲ့ဘရန့်ဖို့တို့ကိုတည်ကြထားတယ်ဆိုတော့ကျွန်တော်တို့ဆာရလန်အသင်းကိုရှော့တွေ့ရင်လည်းပဲ တို့၅ပါးမကောက်ကျွန်တော်တို့အကုန်လုံးအတန်ကားစမာမှောက်သွားမယ်နေထားမျိုးတွေကိုရင်ဆိုင်ရလိမ့်မယ်ဗျာနော်အဲ့တော့ကျွန်တော်တို့မန်ချက်စတာနဲ့တက်တုံနေနဲ့ဘာတွေများမျှော်လင့်လို့ရအောင်မလဲဟုတ်ပြီအဲ့တော့ကျွန်တော်တို့အနေနဲ့အနေငယ်လေးတို့ဘူကီကြီးလေးကိုပဲကြည့်ပြီးတော့ကျွန်တော်တို့တွေမျှော်လင့်ခွင့်ရမရသုံးသက်ရမှာပဲဖြစ်တယ်ဗျာနော်လက်ရှိမန်ချက်စတာနဲ့တက်တုံရဲ့မှာခြေစွမ်းနဲ့ဗောနော်မန်ချက်စတာနဲ့တက်တုံရဲ့မှာလက်ရှိအေးနောက်ဆုံး၅ပွဲ၆ပွဲရလတ်နဲ့ဆက်ရလန်အသင်းတွေမှာရလတ်တွေကိုသွားကြည့်မယ် ပြီးရင်တော့စတန်လန်းတို့ကျွန်တော်တို့နိုင်ထားတဲ့အသင်းတွေစတန်လန်းတို့တည်ရေကျထားတဲ့အသင်းတွေကိုသွားကြည့်ပြီးတော့ဒါကျွန်တော်တို့အနေနဲ့ဆုံးဖြတ်မယ်ဆိုလို့ရှိရင်တော့ညီကိုတို့ဒီတိုင်းပဲကျွန်တော်တို့ပုံမှန်ကြည့်နေကြတိုင်းပဲဟိုစကေးတွေဖူးမှုတွေမှာသွားပြီးတော့ကြည့်ပြီးဆုံးဖြတ်မယ်ဆိုရင်တော့အမကူပြောနေတဲ့ Manchester United တို့ဒီပွဲစဉ်ကစတန်လန်းကိုနိုင်မှုမဖြစ်နိုင်ဘူးဆိုတဲ့အနေအထားမျိုးတွေကိုစတန်လန်းအသင်းကကောင်းမွန်နေခဲ့တာဗျာနော်ဟုတ်ပြီအဲ့တော့စတန်လန်းတို့ဘယ်လောက်ကြီးထိပဲကောင်းမွန်နေခဲ့ပါသေးကျွန်တော်တို့အနေနဲ့လက်ရှိဖွင့်ထားတဲ့ကျွန်တော်တို့ internet ကြည့်ရ Bukiri ရဲ့မှာ internet ပေါက်ကြီးကိုကြည့်ပြီးရင်တော့ဒီပွဲစဉ်ကိုကျွန်တော်တို့အနေနဲ့ အဲ90ခန်းလောက်အထိကျွန်တော်တို့အတိအကျမပြောတတ်ရင်တော့ကျွန်တော်တို့30ခန်းလောက်အထိခန့်မှန်းလို့ရတဲ့ဘူကီကြီးလေးကိုကျွန်တော်အနေနဲ့ကြည့်ပြီးတော့သုံးသက်ပေးသွားအောင်မယ်ဗျာနော်ကျွန်တော်အနေနဲ့ကတော့ Manchester United အင်ဂျီဝစ်ပြီးတော့သုံးသက်ပေးလို့ကျွန်တော်ကတော့ Man U ဘက်ကလိုက်ပြီးတော့သုံးသက်ပေးမှာမဟုတ်ဘူးရှုံးနိုင်ရင်ရှုံးနိုင်တယ်နိုင်နိုင်ရင်နိုင်နိုင်တယ်ဆိုတဲ့အနေအထားမျိုးကိုပဲကျွန်တော်ကသုံးသက်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့လက်ရှိ internet ပေါက်ကြီးပေါ့နော်အဲဘောလုံးပွဲကစားဖို့46နာရီလို့မှာပဲကျွန်တော်တို့ဖောက်လာခဲ့တယ်ဖွင့်လာခဲ့တယ် internet ဖွင့်ကြီးကတော့ Manchester United တို့ကကျွန်တော်တို့တလုံးတည်ရင်နဲ့ ဒါမှမဟုတ်ရင်တော့တလုံးနည်းနည်းရှုံးတော့ထင်းများဖွင့်သွားမလားကျွန်တော်စဉ်းစားတယ်ဒါမှမဟုတ်ရင်တော့တလုံးသေးရေလောက်နေပဲသွားမလားလက်ရှိမှာဖွင့်ပေးထားတာကတော့ကျွန်တော်တလုံးသေးရေနဲ့ဖွင့်ပေးထားပြီးတော့ဘူပေါင်းကြီးကျွန်တော်တို့၃ပေါင်း50သုံးပေါင်း50သုံးလုံးသေးရေဘူပေါင်းကြီးကတော့ကျွန်တော်တို့အနေငယ်လေးပြောင်းလဲရှိမယ်နော်သုံးလုံး50သာဒါမှမဟုတ်ရင်တော့သုံးလုံးသေးရေလောက်အထိဖြစ်သွားနိုင်တဲ့ဘူပေါင်းကြီးနဲ့ကျွန်တော်တို့လက်တလုံးမှာမြင်တွေ့နေကြရတာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ပွဲကစားဖို့က45နိုင်46နိုင်လောက်လိုသေးတယ်ဆိုတော့တော်တော်လေးတော့အချိန်ကလိုအပ်နေသေးတာဖြစ်တဲ့အတွက်ကြီးလေးကတော့တော်တော်လေးတော့ กว่าก้องกว่าနိုင်နေဖြာဒါပေမဲ့လုံးလုံးကြီးတော့လုံးလုံးပြပြကြီးกว่าသွားมาတော့မဟုတ်ဘူးแมนเชสเตอร์ยูไนเต็ดတို့အနေနဲ့လက်ရှိမှာကျွန်တော်တလုံးတည်ရေဖွင့်ပေးထားတယ်ဆိုတော့အနာဂတ်ရင်တော့ကျွန်တော်တလုံးအပေါင်းအောင်ပဲဖွင့်မှာပါတလုံးမိုင်းတဲ့ဘက်ကိုသွားလို့ကိုမရဘူးဒီပွဲစဉ်ကဘာဖြစ်လို့လဲဆန်တန်လန်းရဲ့မှာကျွန်တော်လက်ရှိကျွန်တော်တို့ပရီးမီးယားလိ6ပွဲရလက်ကိုကြိတ်မယ်ဆိုလို့ရှိရင်တော့แมนเชสเตอร์ยูไนเต็ดတို့ကတလုံးအပေါင်းဘလောက်ဘလောက်ဖွင့်တယ်နော်ထားပါတလုံးအပေါင်း60ရဲ့အထက်ပဲထားအောင်ဒါမှမဟုတ်တလုံးအပေါင်း10 20ပဲထားအောင်แมนเชสเตอร์ยูไนเต็ดတို့ကဘယ်လိုပဲဖွင့်ဖွင့် ဘလို့ပဲကိုဖွင့်ဖွင့်ဒီဂျီကကျွန်တော်တို့မန်ချက်စတာယူနိုက်တက်ဘက်မှာတော်တော်ကြီးကိုပါပြီးဖွင့်ပေးထားတယ်ဂျီလို့ထင်တယ်။ဘူကီရီနီနဲ့ဖွင့်ပေးထားတဲ့လက်ရှိဂျီကိုကျွန်တော်အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့မန်ချက်စတာယူနိုက်တက်တို့မင်းတို့ဘာကြီးပဲဖြစ်နေဖြစ်နေမင်းတို့ဘယ်လောက်ကြီးပဲတက်ပြတ်ရင်ပြတ်နေပါသေး။ဆန်ဒလန်အသင်းကတော့မင်းတို့ဘလုံးစုံနိုင်အောင်ကန်ကွာဆိုတဲ့ဂျီကိုဖွင့်ပေးထားတာပဲဖြစ်ပါတယ်။အဲ့တော့ဘူကီရီကဘလို့လဲနိပြအာမိုရင်းကိုအသင်းကထွက်ဖို့အတွက်အခွင့်အရေးမပေးချင်သေးဘူးလို့ကျွန်တော်ကတော့ထင်တယ်။ပြီးခဲ့တဲ့ကျွန်တော်တို့ပွဲစဉ်တွေတုန်းကကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့တွေ ထင်ထားတဲ့ကျွန်တော်နောက်ဆုံး၅ပွဲမှာချက်စီးနဲ့ဘရက်ဖို့ဒ်ကိုရှုံးလိုက်မယ်ဆိုလို့ရှိရင်မန်ချက်စတာယူနိုက်တက်ရဲ့မှာနီးပြအာမိုရင်ကအသင်းကနေထွက်ခွာသွားဖို့အတွက်တော်တော်လေးကိုရာခိုင်နှုန်းများသွားမယ်လို့ကျွန်တော်တို့ထင်ခဲ့ပေမဲ့ဘာမဟုတ်ဘဲနဲ့ချက်စီးအသင်းကိုကျွန်တော်တို့အနီကပ်တီနဲ့ပြလူပြန်ပြီးတော့အနိုင်ရလက်ထွက်ပေါ်ခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီပွဲစဉ်လုံးကအနေထားကိုကြည့်မယ်ဆိုလို့ရှိရင်တော့ပရီးမီးယားလိမှာရှိနေခဲ့တဲ့အဲဘောနော်အတာဝန်ရှိတဲ့ ပုံကိုယ်တွေနဲ့ကျွန်တော်တို့အဲဘူကီတွေကိုကင်တွယ်နေခဲ့တဲ့ဘူကီဘီယန်တွေကတော့ မန်ချက်စတာယူနိုက်တက်အသင်းမှာရှိနေခဲ့တဲ့နီးပြအမွေရင်ကသူတို့ကိုတော်တော်လေးတော့လှုပ်ကြွေးထားပုံတော့တူတယ်။လက်ရှိအချိန်ထိကတော့ဘူကီတွေကနီးပြအမွေရင်ကိုအသင်းကနေထွက်ခွာခွင့်မပြုဘူးဆိုတော့ဒီဒီပွဲစဉ်ကိုနိုင်အောင်အနိုင်ပေးလိုက်မယ်ဆိုလို့ရှိရင်တော့အာမိုရီအနေနဲ့မန်ယူမှာဆက်လက်ပြီးတော့ရှိသွားအောင်မယ်ဆိုတဲ့အနေအထားမျိုးသူတို့အနေနဲ့တွေးဆပြီးတော့ကျွန်တော်ကတော့ဒီပွဲစဉ်မှာမန်ချက်စတာယူနိုက်တက်ကိုဘယ်လိုမှမဆိုအနိုင်ပေးမယ်ဆိုတဲ့အနေအထားမျိုးနဲ့တလုံးစီလောက်အထိဖွင့်ပေးထားတယ်ဆိုတော့တကယ်ကိုကြောက်ဖို့ကောင်းတဲ့မန်ချက်စတာယူနိုက်တက်တို့နိုင်ကိုနိုင်ရမယ်ဆိုတဲ့ကြီးကိုဖွင့်ပေးထားတာပဲဖြစ်ပါတယ် ဲ့တော့ကျွန်တော်ဂိုးပေါင်းကြီးကတော့၃လုံး50သားဒါမှမဟုတ်ရင်တော့၃လုံးတည်ရဆိုတဲ့အနေထားမျိုးအဲ့တော့၃လုံး50သားနဲ့၃လုံးတည်ရဆိုတဲ့အနေထားမျိုးမှာလည်းပဲညီကိုတို့တွေဘာမှတွေးမကြည့်နဲ့နိပြအာမိုရင် first line ထဲမှာဘယ်လိုပွဲထွက်လာမလဲဘယ်လိုကစားခွက်နဲ့ပွဲထွက်လာမလဲဒါကြည့်ပြီးတော့ဒီပွဲစဉ်ကဂိုးပေါ်ဂိုးအောက်ဆော့လို့ရမယ်ပွဲစဉ်တစ်ပွဲလဲကျွန်တော်ကတော့ထင်တယ်ဘာဖြစ်လို့လဲနိပြအာမိုရင်အနေနဲ့ဒါကျွန်တော်တို့ Manchester United ပြည်သက်တွေအားလုံးတောင်းတနေကြတဲ့အဲစောင့်မျှော်နေကြတဲ့ကျွန်တော်၄ရောက်နောက်တန်းနဲ့ဒါမဟုတ်ဖက်နဲ့ သူပုံမှန်ဆောင်နေကြတဲ့အတိုင်း၃ရောင်နောက်တန်းနေတာပွဲထွက်လာခဲ့ရင်တော့ဒီပွဲကိုရေရေကြီးတာကျွန်တော်တို့ကိုးပေါ်ချလို့ရမယ်ဗျာနော်။ဘာဖြစ်လို့လဲဆန္ဒလန်းကကျွန်တော်လက်ရှိကစားထားတဲ့အနေထားအရသူ့အနေနဲ့ဆန္ဒလန်းသင်းတို့ဂိုမသွန်းတဲ့ပွဲစဉ်ကကိုကျွန်တော်တော်တော်လေးရှားတယ်။ကျွန်တော်တို့ Aston Villa နဲ့လည်းသွန်းတယ်ဆန္ဒလန်းအဲပြီးရင် Nottingham Forest နဲ့လည်းသွန်းတယ် Crystal Palace နဲ့တင်းမဲမသွန်းသေးရ Channel ပွဲကသူအကုန်လောက်သွန်းထားတယ်ပြီးရင်တော့ Burnley နဲ့သူရှုံးတဲ့ပွဲမသွန်းဘူး။အခြားပွဲတွေကအကုန်လောက်ကိုသူဂိုသွန်းထားတယ်ဆိုတော့ မန်ချက်စတာယူနိုက်တက်တို့လိုဖေဖေဖြစ်နေခဲ့တဲ့နောက်တန်းပေါ့နော်၃ရောက်နောက်တန်းနဲ့သာပွဲထွက်လာခဲ့ရင်တော့ဆရာလန်းတို့ကဘယ်လိုမှမဆိုသေးချာပေါ့အဲ့ဒီပွဲမှာဂိုးရအောင်တွန်းသွားလိမ့်မယ်ဗျအဲ့တော့ကျွန်တော်အနေနဲ့ဘာမှတွေးစရာမလိုဘူးအဲဘူဂီရီအနေနဲ့ကလည်းမန်ချက်စတာယူနိုက်တက်ကိုဘယ်လိုမှမဆိုနိုင်ပေးမယ်ဆရာလန်းကလည်းဂိုးသွန်းမယ်ဆိုတဲ့အနေထားမျိုးကတော့သေချာပေါ့ဒီပွဲကဂိုးပေါ့၆လိုရမယ်ပွဲစဉ်တစ်ပွဲပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်အနေနဲ့ဒီပွဲစဉ်ကိုသုံးသပ်ပေးရမယ်ဆိုလို့ရှိရင်တော့မန်ချက်စတာယူနိုက်တက်တို့အနေနဲ့ဒီပွဲစဉ်ကသေချာပေါ့တော့အနိုင်ကစားသွားလိမ့်မယ်ကျွန်တော်တို့တွေ အနီးကပ်ရောက်မှာပဲမန်ချက်စတာယူနိုက်တက်တို့အနေနဲ့ကြေးစားမစားကျွန်တော်အနေနဲ့ပြန်လည်ပြီးတော့သုံးသပ်ပေးပါဦးမယ်ဗျာနော်အဲ့တော့ဒီနေ့ညအတွက်ကျွန်တော်သုံးသပ်ပေးရမယ်ဆိုရင်တော့ဒီပွဲစဉ်ကမန်ချက်စတာယူနိုက်တက်တို့အတွက်သေချာပေါက်နိုင်ပွဲရလက်တရားခိုင်တော့အနိုင်ရရှိမဲ့ပွဲစဉ်တစ်ပွဲလို့ကျွန်တော်ကတော့ကမ်းမှန်သုံးသပ်ပေးခဲ့ပါဦးမယ်ဗျာနော်အဲ့တော့ညီကိုရဲမအမြင်ရောမန်ချက်စတာယူနိုက်တက်တို့အနေနဲ့အခုလိုတက်ပြက်နေတဲ့အချိန်မှာရောချစ်သွန်းနေတကားကိုကောင်းမွန်နေခဲ့တဲ့ဆန္ဒလန်အသင်းကိုအနိုင်ရလက်ထပ်ပေါ်မယ်လို့ပေါ့ညီကိုတို့ထင်မြင်မိလာဗျာနော်ညီကိုတို့ရဲ့မမေများကိုလည်းပဲမှတ်ချက်မှာဆွေးနွေးပေးခဲ့ကြပါအောင်ဗျာနော်အားလုံးပဲ ကျွန်တော်မှာဗီဒီယိုပိုင်းကိုကြိုက်နဲ့တက်တယ်ဆိုလို့ရှိရင်တော့လက်မလေးတွေတဲလေးတွေမြန်မာလေးပေးသွားပြီးတော့ like and share လေးနဲ့လည်းကူညီပေးခဲ့ကြပါအောင်ဗျာနော်အားလုံးပဲနောက်နေနောက်နေဘောလုံးပွဲအားကစားတဲ့နေ့လေးတွေလည်းပြန်လည်ပြီးတော့ဆုံတွေ့ကြပါအောင်လို့ပြောကြားခြင်းကျွန်တော်ရဲ့မှာဗီဒီယိုပိုင်းလေးကိုနှုတ်ဆက်ပါအောင်ဗျာနော်ညနာပါအောင်ဗျာ